မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ဓမ္မတိချန်နယ်ကတမန်တော်ဝိတ္ထုအခန်းကြီး23ပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ပေါလုရဲ့ယုံကြည်ခြင်းအတွက်ရင်ဆိုင်ခဲ့ရတဲ့အတော်လေးအေးကြီးတဲ့အဖြစ်အပျက်တစ်ခုကို အထူးထူးလေ့လာကြည့်ကြမှာပါဟုတ်ပါတယ်ဒီအခန်းကြီးကတကယ်တော့အတော်လေးဒရမာဆန်တာလို့ပြောလို့ရတယ်ရှင်ပေါလုကယုံကြည်ခြင်းကြောင့်အစစ်ဆေးခံရတယ်အဲပြီးတော့ပြညာဉာဏ်သုံးပြီးအခြေအနေကိုကြော်ဖြတ်တယ် နောက်ဆုံးသူအသက်ကိုရန်ရှားမဲ့ကြံစီမှုကြီးနဲ့ဖျားခင်ရဲ့ကွဲကမှုနဲ့လွတ်မြောက်ခဲ့ပုံဒီအဲ့ဒါတွေကိုစိတ်ဝင်စားဖွယ်တွေ့ရမှာပါဟုတ်ကဲ့ဒီနေ့ဒီဆွေးနွေးမှုမှာတော့ The Wise Believers ကပြုစုထားတဲ့ချက်လက်တွေကိုအခြေခံပြီးတော့ပေါ့နော်အခန်းကြီး23တွေကအဓိကအဖြစ်ဖြစ်တယ်အဲ့ဒီနောက်ကွယ်ကအဓိပ္ပာယ်တယ်ပြီးတော့ကျွန်တော်တို့ထက်လက်တွေ့ကြတဲ့သင်ခန်းစာတွေကိုထုတ်နှုတ်ဆွေးနွေးထောဖို့ရည်ရွယ်ပါတယ်ခင်ဗျာမှန်မှန်ပါကျမတို့ကရှင်ဘောလူရဲ့အတွေ့အကြုံကြီးသူဘလို့တုံးပြန်ခဲ့တယ်လေ အဲ့ဒီခေတ်အခါကဘာသာရေးနိုင်ငံရဲ့အခြေအနေတွေကဒီအဖြစ်ပြအပေါ်မှာဘလို့တယောက်ခဲ့တယ်လဲဆိုတာတွေကိုပို့ပြီးတော့နည်းနည်းနားလည်နိုင်အောင်စ조사ဆွေးနွေးကြမှာမယ်။အခန်းကြီး23ကိုအပေါ်ရန်ခြုံငုံကြည့်လိုက်ရင်ရှင်ဘောလုထာဂျူဒီရဲ့အမြင့်ဆုံးတရားစီရင်ရေးကောင်စီအဲလွတ်တော်ဆန်ဟက်ဒရန်ရှေ့မော်မှာအစစ်စစ်ခံရတာနဲ့စတယ်။ဟုတ်တယ်။အဲ့ဒီနောက်မှာသူ့ကိုလှုပ်ချမှုချမ်းစီမှုတကူပေါ်လာတယ်။ပြီးတော့ယောမစစ်တဲ့ရဲ့အကူအညီနဲ့လွန်မြောက်ခဲ့ပုံတွေပါဝင်ပါတယ်။ ကဲဒါဆိုပရမဇုံအဖြစ်ဖြစ်ကိုစလိုက်ကြအောင်လွတ်တော်ရှိရင်ဆိုင်ချင်းမှုအခန်းငယ်တိကနေ၅ချီအင်းယောမဆတ်သူကြီးက ရှင်ပေါ်လူဘောဂျူးရရဲ့ဆွဲချက်တွေကိုတေချာနားလည်ခြင်းလို့ရှင်းရှင်းလင်းလင်းသိခြင်းလို့သူ့ကိုလွတ်တော်ရှိခေါ်လာခဲ့တာကွာဆိုတော့အဲ့ဒီမှာရှင်ပေါ်လူကရောက်ရောက်ချင်းပဲလွတ်တော်ကိုဆစ်ဆစ်ချီပြီးပြောလိုက်တဲ့စကားကအင်မတန်ပြတ်သားတယ်ဟုတ်ကဲ့ဦးနေတဲ့ပြိတ္တကြီးရှိမှသူ့ရဲ့အတွင်းစိတ် တမာရိခိုင်မာမှုကိုကြင်ညာလိုက်တာပါပဲဒီစကားကယသပုရောဟိမင်းအာနန္ဒီကိုချက်ချင်းမဲ့တော်တာဖြစ်စေခဲ့တယ်နော်ဟုတ်ကဲ့ဒါကြောင့်အနာမှာရှိတဲ့သူတွေကိုရှင်ပေါလုရဲ့ပါးဆက်ကိုရိုက်ဖို့အမိန့်ပေးလိုက်တယ်တရားစီရင်မှုတောင်မစသေးဘူးဟုတ်ကဲ့အဲ့ဒီလိုအကျန်းဖတ်မှုနဲ့တုံ့ပြန်လိုက်တာကစိတ်ဝင်စားစရာပဲအာနာရှိသူတွေရောက်ရဲ့တီးခတ်နိုင်စွမ်းမရှိတာကိုပြတတ်နေတယ်လို့ပဲ ဟုတ်ပါရှင်ပေါလုရဲ့တုံ့ပြန်မှုကလည်းချက်ချင်းပဲလေသူကထုံးဖြူတုတ်ထားတော့အယိုဘုရားသခင်ဒီတင့်ကိုရိုက်တော်မူမီလို့ပြန်ပြောတယ်တော်တော်ပြင်းတဲ့စကားပဲဟုတ်တယ်တင်းဒီပြင်းညက်တရားအတိုင်းငါ့ကိုစီရင်မြှို့ထိုင်လျက်ပင်ပြင်းညက်တရားကိုလွန်ကျူးရင်ငါ့ကိုရိုက်စေခြင်းကအမိန့်ရှိသလားဆိုပြီး ပြန်မေးခွန်းထုတ်လိုက်တာအဲ့ဒီထုံးဖြူတုတ်ထားတဲ့အုတ်ယိုဆိုတဲ့အတုံးလုံးကဘာကိုဆိုလို့တာလဲအဲ့ဒါကဟိုကလေအပေါ်ယံမှာတော့လှလှပပ တန့်ရှင်းသလိုထင်ရပေမဲ့အတွင်းမှာပုတ်တိုးနေကဟန်ဆောင်မှုကိုရည်ညွှန်းတာပါဆိုတော့ဒါဟာ yes bro hit me ရဲ့လိုရက်ကတရားနည်းလမ်းမကြဘူးရှိုးဖွက်ကဲဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာပဲဒီနေရာမှာအချင်းတွေကတော်တော်လေးတင်းမာသွားပြီဒါပေမဲ့အနာလူတွေကပြန်ပြောတယ်လေဖျားတခင်ကြီး yes bro hit me ကိုစဲရည်သလိုလို့မေရောရှင်ပေါလူရဲ့တုံပြန်မှုကနည်းနည်းအံ့ဩစရာပဲဟုတ်ကဲ့သူကညီကိုရောဤသူဒီ yes bro hit me ဖြစ်ဒီကိုငါမသိပါတဲ့ အချောင်းဘူကတင်ဤလူတို့၏အကြီးအကျယ်ကိုမကျင်စေရဟုစံစားနေလာသည်လို့ပြန်ဖြေတယ်။ဆိုတော့ तू တကယ်မသိခဲ့တာလား။ဒါမှမဟုတ်အမ်ဒါကသူ့ရဲ့လေမာဘာနတ်မှုတစ်ခုလား။ဒါကတော့အဓိပ္ပာယ်ဖွင့်ဆိုမှုအမျိုးမျိုးရှိနိုင်တဲ့အချက်ပါပဲ။တချို့အကျဉ်းပညာရှင်တွေကရှင်ပေါလုကအမြင့်အယုံစိတ်မကောင်းလို့ဖြစ်နိုင်တယ်။ဒါမှမဟုတ်အဲ့ဒီအချိန်မှာ အာနာနီကထုံးစံအတိုင်း yes pro hit ဝတ်ယုံဝတ်မထားလို့မတိတာလည်းဖြစ်နိုင်တယ်လို့ယူဆကြတယ်။ဟော။အေး ူကသူ့ကိုမတရားရိုက်ဖို့အမြင့်ပြရတဲ့သူကပညာတရားကိုချိုးဖောက်နေချိန်မှာ သူ့ကိုယ်တိုင်တော့အချီးအကဲကိုမချိန်စရာဆိုရက်ပညာတရားကိုလေးစားလိုက်နာချောင်းပြန်ထောက်ပြပြီးအချင်းတွေကိုထင်းလိုက်တာလို့သုံးသပ်ကြတယ်။ဘလိုပဲခိထိသူကပညာတရားကိုလေးစားချောင်းတော့အတီးဖြုတ်လိုက်တာပေါ့။ဟုတ်ကဲ့ဒီအငင်းပွားမှုက ူကိုရင်ဆိုင်နေရတဲ့အန်ဒီရဲ့ကိုတော့မပြေလည်စေခဲ့ဘူး။ဒါပေမဲ့ရှင်ပေါလုကဒီအခြေအနေကနေလွတ်ဖို့လုံးဝမထင်မှတ်ထားတဲ့နီလန်တစ်ခုတုံးခဲ့တယ်နော်။အခန်းငယ်6ကနေ10မှာဟုတ်ပါတယ်။ဒီနေရာမှာရှင်ပေါလုရဲ့အခြေအနေကိုလေးမြန်စွာအခဲခတ်နိုင်စွာနဲ့ပညာဉာဏ်ကိုတကယ်တွေ့ရတယ်။လွတ်တော်ထဲမှာအထက်ကဂိုင်းကြီးမခုရှိတယ်လေ။ဖာရစ်ရှဲနဲ့ဇက်တုကေသူတို့ရဲ့အခြေခံယုံကြည်ချက်ကွဲပြားမှုတွေကိုသူကကောင်းကောင်းထိချတယ်။ ဇတုကယ်တွေကတေလွန်တူရဲ့ထတ်မြောက်ခြင်းတို့အကောင်းကင်တမန်တို့ဝိညာဉ်တို့ထားတဲ့ကိုမယုံဘူးဟုတ်တယ်ပါရီရှိယေတွေကတော့ယုံကြည်တယ်အဲ့ဒီအထီးကကွဲပြောင်းမှုကိုသူကအခွင့်ကောင်းယူလိုက်တာ သူကလွတ်တော်ထဲမှာအတန်ကျေကြီးနဲ့អော်ပြောလိုက်တာနော်အိုးညီအေးကိုတော့ငါသည်ဖာရီရှေဖီဖာရီရှေသားလေဖီဆိုပြီးတော့ဟုတ်ကဲ့ပြီးတော့အဓိကအချက်ကိုပြောတယ် နာရူသည်တေသောသူတို့၏ထက်မြောက်ခြင်းကိုမျောလင့်ခြင်းကြောင့်တရားစီရင်ခြင်းကိုခံရသည်တဲ့ဒါကြတော့တကယ့်ကိုလှုပ်ခတ်သွားစေတဲ့ကြီးညာချက်ပဲသူရင်ဆိုင်နေရတဲ့ဆွေးချက်တွေအဓိကကြောင်းရင်းကိုဂျူးတွေကြားတွေကအကြီးမားဆုံးဘာသာရဲ့အငင်းပွားမှုနဲ့ချိတ်ဆက်ပစ်လိုက်တာဒါအင်တန်ထျောက်တဲ့ view ဟာမြောက်လှူရှောင်းမှုပဲ တကယ် clever ဖြစ်တဲ့သူ့ရဲ့ဒီစကားကြောင့်လွတ်တော်တစ်ခုလုံးရဲ့အာယုံကတုပ်ပေါ်မှာမရှိတော့ဘူးဟုတ်ပါဖာရီရှင်းနဲ့ဇတ်တကယ်တို့ကြာကဟိုနှစ်ပေါင်းများစွာအမြင့်တွင်တွင်အငင်းပွားမှုစီကိုရောက်သွားရောဖာရီရှင်းတချို့ကဆိုရှင်ပေါင်းလို့ပတ်ကန့်နေတော့ဤသူနိုင်အဘဲဖြစ်ကိုများငါတို့မတွေ့ဆိုပြီးထောက်ခံပြောဆိုလာကြတယ်ဝิญဉ်ထစ်စေကောင်းကင်တမန်ထစ်စေသူနိုင်စကားပြောပြီလားဆိုပြီးတော့လေอืมဒီလိုနဲ့လွတ်တော်တဲမှာအကြီးကျယ်ရော့ရော့တဲတဲ့ဖြစ်ကုန်ရောညင်းခုံမှုတွေပြင်းထန်လာတယ် အချင်းတွေကရှင်ပေါ်လူကိုဟိုဘက်ဒီဘက်အုပ်စုကလူယူဆွဲခင်ကြမယ်အန်ဒီယာတီဖြစ်လာတော့ယောမစစ်သူကြီးကကြားဝင်ရပြန်ရောဟုတ်သူကိုလူအုပ်ကြားထဲကနေအတင်းဆွဲထုတ်ဘေးလွေရာထောင်ထဲကိုပြန်ခေါ်သွားခဲ့ရတယ်ဒီနည်းနဲ့ရှင်ပေါ်လူကသူ့ရဲ့ပင်ကိုယုံကြည်ချက်ရှင်ပြန်ထောင်မြောက်ချင်းအကြောင်းကိုတက်တေခံရင်းမိတချိန်တည်းမှာပဲလက်တလော့အန်တဲ့ကနေလွတ်အောင်ချင်းဒီကိုသူ့အကျိုးရှိအောင်တုံးသွားနိုင်ခဲ့တယ်ဆိုရမှာပေါ့မှန်ပါတယ်ဒီလွတ်တော်တဲ့ကပฏิပက္ခကြီးပြီးတဲ့နော အဲ့ဒီညမှာပေါ့ထောင်ထဲမှာအရှင်ဘောလူတယောက်တည်းရှိနေချိန်မှာတော့တူတူအလုံးတရားအရေးကြီးတဲ့အားပေးမှုတစ်ခုရောက်လာခဲ့ပါတယ်အခန်းငယ်7ကစပြီးတွေ့ရမှာပါဘယ်လိုအားပေးမှုမျိုးလဲဗျအဲ့ဒီချိန်မှာ तू ဘလောက်တောင်စိတ်တက်ကြနေနိုင်မလဲနော်ရန်သူတွေဝိုင်းနေတယ်ကိုလူမျိုးလာပဲတပ်ဖို့စ조사နေကြတာအဲ့ဒီလိုအခြေအနေမျိုးမှာပဲတခင်ယေရှုကိုရိုတိုင်းသူ့အနာမှာရက်ပြီးလောအိုပေါ်လူတီကြီးသောစိတ်ရှိလောလို့အရင်ဆုံးပြောတယ်ဟာပြီးလို့တင်ဒီယေရုရှလင်မြို့၌ ငါအကြောင်းကိုတတ်တဲ့ခံခဲ့သည့်ဤသူရောမမျိုးနိုင်လဲတတ်တဲ့ခံရမီဆိုပြီးကိုရင်ကိုကြအားပေးခဲ့တာဒါဟာအင်ဗတာအားရှိစရာပဲတိကျတာပေါ့သူရဲ့အသက်အန်တရဲ့အတဆိုးရင်မှုတွေရှိနေပြီမဲ့သူရဲ့အမှုတော်ကမပြီးသေးဘူးဖျားသခင်ကသူ့ကိုရောမမျိုးတော်အထိရောက်စေအောင်မဲ့ဆိုတဲ့အာမခံချက်ကိုပေးလိုက်တာပဲဒီဗုဒ္ဓရဲ့အာမပေးမှုကရှင်ပေါလုကိုဘလောက်တောင်ခွန်အားဖြစ်စေမလဲဒါပေမဲ့ဒီအားပေးမှုရပြီးနောက်ကနေမှာပဲ သူ့တက်ကိုအဆုံးစီရင်ဖို့အတီလန်းကြန့်စီမှုကြီးတခုပေါ်လာပြန်ရောဟုတ်ပါတယ်ကြောက်စရာကောင်းတယ်ဂျူးလူမျိုးအယောက်၄၀ကျော်လောက်ကရှင်ပေါ်လူကိုမတိုက်ရမချင်းအစာအိမ်စာမဆောင်မတောက်ပဲနေမယ်လို့တပိတ်မောက်တစ္ဆာဆိုကြတယ်ဟာသူတို့ကဒါကိုတိတ်တိတ်ပုံလို့တာမဟုတ်ဘူးနော်ယက်စ်ဘုပရိုဟစ်တေလူကြီးတွေစီသွားပြီးသူတို့ရဲ့အစီအစဉ်ကိုတင်ပြတယ်ရှင်ပေါ်လူကိုလွတ်တော်ကိုနောက်တစ်ခေါက်စစ်ဆေးဖို့ခေါ်ခိုင်းမှာအဲ့ဒီလိုခေါ်လာတဲ့လမ်းမှာသူတို့ကစောင့်ပြီးတပ်ဖြတ်မယ်ဆိုပြီးပူပေါင်းကြံစီခဲ့ကြတာ ထတတော်အကွက်ကြကြစီစဉ်ထားလာပဲဟုတ်တယ်ဒါဟာဘာသာရေးအစွဲတစ်ခုရဲ့ကြောက်စရာအကောင်းဆုံးလို့ရက်တွေထဲကတစ်ခုပဲလို့ပြောရမယ်ဒီကြံစီမှုကတတော်လေးအောင်မြင်နိုင်ရရှိနေပုံမနော်ဒါပေမဲ့ဖျားထွင်ရဲ့ကွဲကားမှုကမထင်မှတ်တဲ့နီးလန့်နဲ့ရောက်လာပြန်တယ်တကယ်ကိုအံ့ဩစရာပဲဒီလောက်လို့ဝဲကြံစီနေတဲ့လှုပ်ချက်မှုအစီအစဉ်ကိုလေရှင်ပေါ်လူရဲ့တူတော်စစ်တဲ့လူငယ်လေးတယောက်ကကြားသွားတယ် အဟုတ်လားတူတူလေးကဟုတ်ကဲ့ကျင်းစာမှာတူနာမည်လို့မပါဘူးဒါပေမဲ့တူရဲ့တတိရှိမှုကတော့တကယ်မတန်းတင်စရာပဲဟုတ်ပါတယ်အဲ့ဒီလူငယ်လေးကကြားသီးတဲ့အချက်အလက်တွေကိုယူပြီးကြောက်မနေဘူးထောင်ထဲမှာရှိတဲ့တူဦးလေးရှင်ပေါ်လို့စီကိုတွားပြီးအကြောင်းစုံပြောပြခဲ့တယ်อืมရှင်ပေါ်လို့ကလည်းအချင်းနေရဲ့အရေးကြီးမှုကိုတည်တော့တူတူကို ရောမတ်တပ်မှုစီကနေတချင်းစစ်တူကြီးစီတွားပြီးတရင်ပုတ်ခိုင်းတယ်ဒီညမှာမိသားစုရဲ့အရေးပါမှု တစ္ဆာဆောင်တီမှုနဲ့တတ္တိကိုတွေ့ရတယ်နော်ဒီလူငယ်လေးတာမကြားခင်ရင်ဒါမဟုတ်ကြားရတယ်မပြောရဲခင်ရင်တမိုင်းကတမျိုးတစ်ဖုံပြောင်းသွားနိုင်တယ်ဟုတ်ကဲ့သူ့ရဲ့တတ္တိရှိတဲ့သတင်းပြဖို့မှုကရှင်ဘောလူရဲ့အသက်ကိုကယ်တင်လိုက်တာပဲရိုမစစ်သူကြီးကလော်ဒီလူထူရလဲဒီသတင်းကိုကြားတဲ့အခါမှာလုံးဝပေါ့ပေါ့ဆဆသဘောမထားခဲ့ဘူးသူက ချက်ချင်းပဲလွန်ချုံရေးတစီမန်တွေကိုအကြီးကြီးပြင်ဆင်ခဲ့တယ်မှန်ပါတယ် သူကရှင်ဘောလူကိုအန်ဒီယကနေကောက်ွက်ဖို့ညာလွင်းချင်းပဲအေးယူဆောင်ရွက်တယ်စစ်သား200မြင်းစီသူရဲ80လန်ကင်စစ်သား200အများကြီးပဲဟုတ်တယ်စုစုပေါင်းအင်အားလီလာခွန်ရပါတဲ့တပ်ဖွဲ့ကြီးကိုဖွဲ့ပြီးရှင်ဘောလူကိုကဲသရီမြို့မှာရှိခဲ့ယုံမဘရင်ကန်ဖီလစ်စီကိုလုံခြုံစွာပို့ဆောင်ဖို့စီစဉ်ခဲ့တယ်ဒီလောက်စင်ကအများကြီးတုံးတာဟာလောက်ကျံမူအန်ဒရယ်ဘလောက်ကြီးမားတယ်ဆိုတာကိုသူကောင်းကောင်းအကဲဖြစ်မိတော့ပဲ။ဒါပြန်စစ်သူကြီးက ဘယင်ကန်ဖီလီစီကိုအကျိုးအကြောင်းရှင်းပြတဲ့အစားတစောင့်ကိုလည်းရှင်ပေါ်လွန်းနဲ့အတူထည့်ပေးလိုက်သေးတယ်နော်ဟုတ်ကဲ့အိစာကလည်းအရေးကြီးတယ်အဲ့ဒီစာထဲမှာရှင်ပေါ်လွန်းဟာရောမနိုင်ငံသားဖြစ်ကြောင်းဂျူးတွေကသူ့ကိုဘာကြောင့်ဆွဲချက်တင်ပြီးတပ်ဖို့စ조사နေကြောင်းဒါပေမဲ့စစ်ဆေးကြည့်တဲ့အခါသူ့မှာဒေရန်ဒါမမောထောင်တန်တဲ့ထိတ်တန်တဲ့ပြစ်မှုမတွေ့ရကြောင်းဖော်ပြထားတယ်ဒါကရှင်ပေါ်လွန်းထအရေးကြီးတဲ့တရားဝင်မတန်တခုဖြစ်သွားစေတယ် ဒီလိုနဲ့ရှင်ပေါလုဟာယေရုရှလင်မြို့ကအသက်အန္တရာယ်နဲ့လွတ်မြောက်ပြီးယောမအစိုးရရဲ့အကာအကွယ်အောက်မှာကက်သရီးမြို့ကို လုံခြုံစွာရောက်ရှိသွားခဲ့တဲ့ကြည်လန်ရဲ့လူတွေရဲ့ကြံ့စီမှုတွေအန္တရာယ်တွေဘလောက်ပိတ်ကြီးမားနေပါစေဖျားသခင်ရဲ့အကြံအစင်နဲ့ကွဲကမှုကအမြဲတမ်းအပေါ်စီးကရှိနေတယ်ဆိုတာကိုဒီဖြစ်ဖြစ်ကတကယ်မိမောင်းထိုးပြနေတဲ့ဟုတ်ကဲ့ ီတော့တမန်တော်ဝိတုအခန်းကြီး23တခုလုံးကိုပြန်ပြီးခြုံငုံတုံတက်ကြည့်ရကကျွန်တော်တို့ဘလို့အဓိကသင်ခန်းစာတွေထိုးထွင်းသိမိမှုတွေကိုရနိုင်မလဲ The wise believers ကပေါ်ပြထားတဲ့အချက်တွေကိုပြန်ကြည့်ကြရအောင်လားကောင်းပါပြီပထမဆုံးချင်ရှားတဲ့အချက်ကတော့ဖိယသခင်ရဲ့အချုပ်အချာအာဏာနဲ့သူ့ရဲ့အစီအစဉ်ပါပဲရှင်ပေါလိုဟာအသက်တည်နေတဲ့အချိန်တွေမှာရှိနေမဲ့သခင်ယေရှုကိုယ်တိုင်ကသူ့ကို ရောမမြုံနိုင်လဲတက်တဲ့ခံရအောင်မယ်လို့အာမခံရတယ်။ဟုတ်ကဲ့။ဂျာကလက်ရှိကြုံနေရတဲ့အခက်အခဲတွေထက်ဖျားသခင်ရဲ့ပူရင်းမာတဲ့ရည်ရွယ်ချက်ကိုယုံကြည်ခြင်းနဲ့ဆက်လက်လျှောက်လန်းဖို့ခွင့်အားပေးတဲ့ကိုရေးကိုယ်တော်လုံခြုံမှုထက်အမှုတော်ကပူရေးကြီးတယ်ဆိုတဲ့ရှုမိမှုကိုပေးတယ်ပေါ့။ဒုတိယချက်ကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။အခွင့်အလန်းကိုပညာရှိရှိအသုံးချင်းချင်းရှင်ပေါလုကလောတော်ထဲမှာဖျားရီရှင်နဲ့ဇတုကဲတွေ ကွဲပြားမှုကို တွေ့တဲ့အခါအဲ့ဒါကိုအတုံးပြုပြီးသူ့ရဲ့အဓိကတက်တဲ့ခံချက်ဖြစ်တဲ့ရှင်ပြန်ထမြောက်ခြင်းကိုကြွေးကြော်ခဲ့တယ်။ဟုတ်ကဲ့။ဒါကကျွန်တော်တို့လည်းအမှုတော်ဆောင်ရွက်တဲ့အခါယုံကြည်ခြင်းအကြောင်းမျှဝေလေတဲ့အခါမှာပဝင်းချင်းအခြေအနေလူတွေရဲ့အတွေးခေါင်လေးကိုနားလည်ပြီးတော့ဖျားသခင်ရဲ့တရင်စကားကိုအထီးအောင်ဆုံးအတင့်တော်ဆုံးနီလန်းနဲ့ဆက်တွေ့ဖို့ပညာဉာဏ်အသုံးပြုရမယ်ဆိုတာကိုသင်ပေးတယ်နော်။မှန်ပါတယ်။လုံးဝအလျှော့အတင်းမလုပ်တဲ့အမှန်တရားနဲ့နီးပြွာအလတ် ချင်းကပုံ꿰ပြနိုင်တဲ့အခြေအနေတွေကိုပိုက်ချသည်ဖို့လိုအပ်ကြောင်းပြတယ်။ဟုတ်ကဲ့။ဟုတ်ပါတယ်။နောက်ဆုံးအချက်ကတော့ဝိညာဉ်ရေးရနဲ့လက်တွေ့ကြတဲ့အတိုင်းအဝိုင်းရဲ့ဆုံးရှုံးမှုပါ။ရှင်ဘောလူရဲ့တူလဲရဲ့တက်တည်ရှိတဲ့လောက်ရက်ကမိသားစုဝင်တွေဒါမှမဟုတ်ယုံကြည်သူညီကိုမော်နှမတွေအားအချင်းချင်းရဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးရောဝိညာဉ်ရေးရကောင်းကျိုးအတွက်ပါတာဝန်ရှိတယ်ဆိုတာကိုဖော်ပြတယ်။ဟွန်းတရားရုံးဒုက္ခရောက်နေချိန်မှာကျန်တဲ့တူလေးကမတိချို့ချို့ဖြူးမနေပဲကိုအန်ဒီရဲ့ကိုတော့မငဲကွက်ပဲ ူညီဖေမွန်ဖို့လိုအပ်ကြောင်းမြင်စေတယ်အတင်းတော်ဒါမမိုးယုံကြည်သူအတိုင်းဝိုင်းစွာဒီလိုပြန်လည် top bank ကားကွယ်စောင့်ရှောက်ရမယ့်နေရာဖြစ်တယ်ဗောလေဒီဆွေးမိမှုတွေကိုနားထောင်ရင်းနဲ့စက်ပြီးစဉ်းစားစရာအချက်တခုရှိလာနိုင်မှာနဲ့နော်ဟုတ်ကဲ့အဲ့ဒါကတော့ရှင်ပေါလုကပါရီရှန်နဲ့ဇတုကဲရွယ်ဂုံကနကွဲပြားမှုကိုအတုံးချပြီးလွတ်တော်တယ်မှာပฏิပခဖြစ်အောင်ဖန်တီးခဲ့တဲ့လူရည်နဲ့ပတ်သက်လို့ပါဟုတ် အဲ့ဒီချက်မြန်နဲ့နီးဖြူဟာတစ်ခုအဖြစ်ရှုမြင်နိုင်မလို့တချို့ကတော့ဒါဟာအချင်းချင်းသွေးကွဲအောင်လှုပ်ဆောင်တဲ့ရည်ရွယ်ချက်ကောင်းပေမဲ့အငင်းပွားဖွယ်ရနီးလန်းတစ်ခုဖြစ်နိုင်မလားလို့မေခွန်းထုတ်နိုင်ပါလားကောင်းပါတယ်ဘလို့ရှုမြင်ကြမလဲပေါ့အင်းဒီလိုခြေနေမျိုးမှာပညာဉာဏ်၃ချင်းနဲ့လေဖျားချင်းကြားကစီးမြင်ကဖဲမှာရှိနေမလဲသူ့ရဲ့လောရရဲ့ရေတိုးရေရှည်အကျိုးဆက်တွေကဘာတွေဖြစ်နိုင်မလဲဒီအချက်ကိုရှုထောင့်ပေါင်းစုံကနေဆက်လက်ဆင်ခြင်ကြည့်ဖို့အားပေးချင်ပါတယ်ကောင်းပါတယ် ဒီနေ့တမန်တော်ဝတ္ထုအခန်းကြီး23ထဲကအဖြစ်ပြက်တွေနဲ့တင်ကန်းစာတွေကိုအတူတကွစမ်းစစ်လေ့လာခဲ့ကြတာပါဒီတဲ့ကအချက်လက်တွေကကျွန်တော်တို့ရဲ့နေ့စဉ်အတ္တမှာယုံကြည်ခြင်းနဲ့ပညာဉာဏ်ကိုဘလို့လက်တွေ့ကျင့်သုံးနိုင်မလဲဆိုတာကိုစဉ်းစားဆင်ခြင်ဖို့အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဒီစိတ်နှိမ်မှုကိုအချိန်ပေးနားထောင်ပေးခဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ချိန်မှလည်းစိတ်ဝင်စားစရာအကြောင်းရတဲ့နေ့ပြန်လဲဆုံတွေ့ကြပါအောင်မယ်